ဒီတိုးထိန်ကြီးဖြစ်တဲ့ပေတရုကတော့သူရဲ့စာရိတ္တနဲ့အချက်အလောက်ဆောင်မှုဟာဆိုရင်စစ်မှန်တဲ့ပုံပေါ်မှာပြနိုင်ပြီးကောက်ွယ်ပြောဆိုနိုင်ခဲ့တယ်။ပေတရုဟာလည်းပဲအပြောနဲ့အလုပ်အင်မတန်မှညီတဲ့ပုံကူဖြစ်တယ်။သူရဲ့စိန်ခေါ်မှုတစ်ခုကတော့သူဟာသာသနာကိုလှက်ပတ်သွားလာနေတဲ့လူပုံကူမဟုတ်ဘူး။တနေရာထဲမှာအဓိကတော့ဒီဂျေရုရှလင်နဲ့တဝိုက်မှာအများဆုံးသူအချိန်ယူခဲ့တယ်။ မင်္ဂလာနံနဲ့ခင်ပါခင်ဗျာဘုရားသခင်မကုံဆုံးတဲ့ကိဝနာတော်ပဲဖြစ်ပါတယ်ကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနေ့ဒီရက်အထိဘုရားသခင်အမှုတော်ထဲမှာပါဝင်ခွင့်ရတယ်ဒါနဲ့နက်နက်ခင်းဦးလေပဲကောင်းသွားဖြစ်တွေ့မြင်ခွင့်ရတယ်ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်မှာကြီးစုနေတဲ့သူအရာအတိုင်းဟာလည်းပဲဘုရားသခင်ရဲ့ကြီးကျူးတော်ကိုခံစားရပြီးအရာအတိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာနေပြီးတော့နှုတ်ဆက်ရင်ပြောကြားလုပ်ပါရစေ။ကျွန်တော်တို့ရဲ့ Letter Spray ဆိုတဲ့ Morning Devotion အစီအစဉ်ဟာလည်းပဲနေ့စဉ်နဲ့6နာရီတိုင်းမှာဒီရဓမ္မချစ်တဲ့မိတ်ဆွေတွေအတွက်ထုတ်လွှင့်ပေးနေလည်းရှိပါတယ်။မိမိရဲ့ suit down ချက်တွေလည်းကျွန်တော်တို့စီကိုထပ်ပြီးတော့ပေးပို့ကြပါအရာအတိုင်းအတွက်ကျွန်တော်တို့ suit down ပေးနေလည်းရှိနေပါတယ်။ဒီနေ့ကတော့နိုဝင်ဘာလ12ရက်နေ့ဖြစ်ပါတယ်။နိုဝင်ဘာလ12ရက်နေ့အတွက်ခေါင်းစဉ်ကတော့ တိုးထိန်အောင်၌တက်စာရှိပါဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အခြေခံထားတဲ့ကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းနဲ့ရှင်ပေတုဩဝါဒစာပထမဆောင် အခန်းကြီး1အပိုင်းရေ3နဲ့4အသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သောမျောလင်းခြင်းအကြောင်းရှိစေခြင်းကပေါက်ပြန်ခြင်းညစ်စွန်းခြင်းညှိုးနှံခြင်းနဲ့ကင်းစင်သော အမွေတော်ကိုငါတို့သည်ခံရစေမည်အကြောင်းယေရှုခရစ်ကိုတည်ခြင်းမှထမြောက်စေတော်မူသောအားဖြင့် ကြီးစွာသောဂိယုနာတော်နှင့်ညီငါတို့ကိုတဖန်ဖြစ်ပွားစေတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဖခင်သခင်သည် မင်္ဂလာရှိစေရှိစေတော်မူတည်းထိုအမွေတော်သည်ကနောက်ဆုံးသော ကာလ၌ထင်ရှားစေခြင်းကပြင်ဆင်သောကေတင်ချင်းတို့ရောက်စီမည်အကြောင်းဖြစ်၏ကျွန်တော်တို့နန်းနေရံဝတ်တိုင်းမှာမနေ့ကအထီးကတော့ရှင်ပေါလုရဲ့အသက်တာနဲ့ကျွန်တော်တို့ဆင်ခြင်ပြီးတော့ ခွန်အားယူခဲ့ကြတာဖြစ်ပါတယ်။မနေ့ကအထိကျွန်တော်လေ့လာခဲ့တဲ့အတိုင်းရှင်ပေါ်လူရဲ့အတ္တတာကုံဆုံးတဲ့အထိဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ကနေစပြီးတော့ဒီနေ့နဲ့မနက်ဖြန်ကတော့ရှင်ပေတရုရဲ့အတ္တတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာခွန်အားယူကြဖို့ဖြစ်ပါတယ်။ရှင်ပေတရုအကြောင်းကိုကျွန်တော်တမန်ကျမ်းစာထဲမှာမှတ်တမ်းတင်ထားချက်အရသူရဲ့လှုပ်ရှားမှုဟာဆိုရင် ရှင်ပေါ်လူလိုမျိုးနေသာသနာလှည့်တယ်ဆိုတာကျွန်တော်သိမ့်မတွေ့ရဘူး။ ဒါပေမဲ့သူ့ရဲ့လှုပ်ဆောင်မှုကလည်းပဲအမခံဖြစ်ပါတယ်။ကျွန်တော်ဒီနေ့အနေငယ်လေ့လာပြီးခွန်အားယူကြရအောင်။ပင်တရကုတ်တွေပွဲနဲ့ပြီးသွားတဲ့နောက်ပိုင်းမှာရှင်ပေတရုဟာဆိုလို့ရှိရင်ဒီတမန်တော်ရဲ့ခေါင်းဆောင်အနေထားမှာသူယူပြီးတော့ဂျေရုရှလင်မြို့အဲ့ခေတုံးဟာသူတို့ရဲ့ဌာနချုပ်တစ်ခုလိုမျိုးသူယူပြီးတော့သူ့ရဲ့သာသနာလုပ်ငန်းတစ်ခုကိုမနာမနေစူးစမ်းပြီးတော့လှုပ်ဆောင်ခဲ့တာကျွန်တော်တို့တွေ့ရတယ် ဒီရှေးဥခရိယံအသင်းတော်ဆိုလှင်းမြန်သွားကြီးထွားပြီးတော့မှတိုးတက်လာခဲ့တယ်တိုးတက်လာတာနဲ့အမြဒီဒုက္ခဆင်းရဲတွေရေစိန်ခေါ်မှုတွေဟာလည်းပဲပွားများလာတာတွေ့ရပါတယ်ယူရာလူတွေယူရာဘာသာဝင်တွေတိုက်ခိုက်မှုတွေလည်းအများကြီးခံရတယ်ဒီလိုအနေအထားမျိုးမှာပေတရုဟာဆိုရင်ကြမ်းကြမ်းခံပြီးတော့ထွက်မပြေးဘဲနဲ့ကြမ်းကြမ်းခံပြီးတော့မှအသင်းတော်ကိုလည်းဥဆောင်ရတယ်တော့သာသနာကိုလည်းပြုရတယ် သူ့အနေနဲ့တာဝန်တစ်ခုကိုယူဆောင်လှုပ်ဆောင်နေရပါတယ်ပထမတစ်ခုကတော့မယုံကြည်တဲ့သူတွေကိုလည်းပဲမေရှိယအကြောင်းဟောရတယ်သခင်ရှုအကြောင်းကိုဟောပြောရတယ်အဲဝင်ကလေးအလုတ်တစ်ခုလည်းဖြစ်သလိုနောက်တစ်ခုကယုံကြည်ပြီးသားလူတွေအတွက်လည်းပဲစစ်မှန်တဲ့ယုံကြည်ခြင်းဟာပါလဲခရစ်တော်၌ယုံကြည်ခြင်းရရှိဖို့တိုးပွားဖို့အသက်တာကြီးထွားရှင်သန်မှုအတွက်အားပေးတဲ့အရာလေးသူလှုပ်ဆောင်နေရပါသေးတယ်။ ေတရုနားလည်ထားတဲ့ခရစ်တော်ရဲ့မြစ်တာတော်ဆိုတာကောက်ယိုးမီးလိုပဲပြက်တောင်းပြက်တောင်းမဟုတ်ဘဲနဲ့ဆက်လက်ပြီးတော့ကျွန်တော်အထက်မှာထောင်စဉ်ကိန်းအောင်ပြီးတော့မှ အသက်ကုံဆုံးတဲ့အထိတော့မဟုတ်အမှုကုံရတဲ့အချိန်ဒီချိန်ခါအထိဆွေးမြဲသွားမယ့်အရာဖြစ်ပါတယ်ဒီတိုးထိန်ကြီးဖြစ်တဲ့ပေတရုကတော့သူရဲ့စာရိတ်တာနဲ့အချက်အလောက်ဆောင်မှုဟာဆိုရင်စစ်မှန်တဲ့ပုံပေါ်မှာပြနိုင်ပြီးကောက်ွေပြောဆိုနိုင်ခဲ့တယ် ်ပေတရုဟာလည်းပဲအပြောနဲ့အလုပ်အင်မတန်မှညီတဲ့ပုံကူဖြစ်တယ်။သူ့ရဲ့စိန်ခေါ်မှုတစ်ခုကတော့သူဟာသာသနာကိုလှည့်ပတ်သွားလာနေတဲ့လူပုံကူမဟုတ်ဘူး။တနေရာထဲမှာအတအတိကတော့ဒီဂျေရုရှလင်နဲ့တဝိုက်မှာအများဆုံးသူအချိန်ယူခဲ့။ချိန်ယူပြီးတော့မှအဲဝံဂလိကိုလှုပ်ဆောင်နေခဲ့။ကျွန်တော်မသိတဲ့အတိုင်းတာနဲ့ဆိုရင် မတော်ဒီခရီးရံတွေကိုတပ်ဖြတ်ညှင်းဆဲမှုရောက်လာတဲ့အခါမှာလည်းသူရှောင်းကောင်းရှောင်းနိုင်ပါတယ် ရှင်ပေါလူလူပဲမကြာခဏရှောင်ရနိုင်ပါတယ်ဒါပေမဲ့သူဟာဒီနေရာမှာပဲအများကြီးအချိန်ကုန်ခဲ့တယ်ဆိုတာကျွန်တော်တို့လေ့လာတွေ့ရှိနိုင်ပါတယ်။ဒါကြောင့်တိုးထိန်တဲ့တိုးအုပ်ဟာဆိုရင်စီလုံးချင်းကိုရောက်ဖို့ရန်အတွက်ဘသူဒီဇိုင်းမမတ်သူလှုပ်ဆောင်ခဲ့တယ်။သူ့တိုးတွေကိုပြစ်ထားလျက်မရှိဘူး။သူအဓိကဒီ လှုပ်ဆောင်ခဲ့တဲ့လုပ်ငန်းကိုလည်းပဲသူအသက်စာရှိရှိကောင်းမွန်တာလှုပ်ဆောင်ခဲ့တာတွေ့ရတယ်။ရှင်ပေတရုရဲ့စကားတွေသူဟောပြောခဲ့တဲ့အရာတွေအားလုံးပါဆိုရင်ကောင်းမွန်တာမှတ်တမ်းတင်ခံရပြီးတော့ခင်အဆက်ဆက်ကျွန်တော်တို့ရဲ့တရားဒေသနာအဖြစ်နဲ့လည်းဒီရှိနေတာတွေ့ရပါတယ်။တချို့သောသူတွေရဲ့လိလာမှုအရာရှင်ပေတရုရဲ့ဩဝါဒစာတွေဟာသူကိုယ်တိုင်လက်နဲ့ရေးတာဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။လူတွေရဲ့ပြုစုမှုအပြင်ထွက်လာတဲ့အရာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်ကြတာတွေ့ရပါတယ်။ ဘာပဲဖြစ်ဒီနေရာမှာကြည့်တဲ့အခါမှာရှင်ပေတူရဲ့အင်မတန်မှဩဇာကောင်းတဲ့တွင်တင်ချက်တွေလည်းကျွန်တော်တို့တွေ့ရနိုင်ပါတယ်။နောက်ဆုံးသောကာလမှာနေထိုင်တဲ့ကျွန်တော်တို့အတွက်ပါအများဆုံးအကျိုးတရားမှုရှိနေစေခဲ့တာကျွန်တော်တို့တွေ့ရ။စာရန်ရဲ့ချုံနှောင်ချင်းကိုမခံရဖို့တည်တည်ချာသတိပြုရမယ့်အကြောင်းအရာလေးဒီမှာပါဝင်တာတွေ့ရပါတယ်။ ပေတရုဟာအသင်းတော်ကြီးအစုစုံလန်းခြင်းကိုခံရတဲ့အချိန်မှာအထူးတတိနဲ့နေထိုင်ဖို့ရန်အတွက်ရေးသားချက်တွေများစွာသူ့ရဲ့ဩဝါဒစာမှာကျွန်တော်တွေ့ရတယ်။အများစွာသောသူတွေကခရစ်တော်ရဲ့ဒုက္ခမှာပေါဝင်ဆိုင်နေရတယ်။မကြာမီကာလအတွင်းအသင်းတော်မှာလည်းဒီဒုက္ခကြီးကပို့ပြီးတော့ပွားများလာပြီးညှဉ်းပန်းနှိပ်စက်မှုတွေပိုလာအောင်မယ်ဆိုတာပေတရုကယေ။ဒီရေးတဲ့စာက သူခေသူခါမှာလည်းပဲအင်မတန်မှမှန်တယ်လို့အခုခေကျွန်တော်တို့အသက်ရှင်တဲ့လူတွေတက်ပါအမှန်တရားပေးနေတယ်။ရှင်ပေတရုကြိုတင်ရေးသားထားတယ်လို့ရှစ်လာမဲ့အနာဂတ်မှာဘလောက်ထိအသိတော်ဟာဒုက္ခဆင်းရဲရင်ဆိုင်ရတယ်လဲဆိုတာကျွန်တော်တို့ခံမှန်းလို့ရပါတယ်။တမန်တော်တွေရဲ့တမန်တော်တွေအချိန်ခါနောက်မှာ တမန်တော်ရရဲ့နေ့ရက်ကုံဆုံးတဲ့အချိန်ခါမှာဒုက္ခဆင်းရဲအင်မတန်မှကြီးထွားပြီးတော့အဲ့နောက်မှာပူဆိုးလာတယ်ဆိုတာလည်းကျွန်တော်တို့လေ့လာတွေ့ရှိရတယ်။ဘာဖြစ်ဒီအခြေအနေအတွက်အကောင်းဆုံးပြင်ဆင်နိုင်ခဲ့တဲ့တမန်တော်ကြီးရဲ့ဩဝါဒဟာကျွန်တော်တို့အတွက်သင်္ကန်းအများကြီးပေးနေစေဖြစ်ပါတယ်။ဝิญဉ်ခွာအနေနဲ့အများကြီးပေးနေစေဖြစ်ပါတယ်ဆိုတာကျွန်တော်နေနဲ့တိုက်တွန်းအားပေးလိုပါတယ်။ကျေးဇူးတင်တဲ့ကျွန်တော်ခုဆက်လက်ပြီးတော့ဆူတောင်းဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဆူတောင်းပေးရမယ့်ပုံကိုယ်ရီကတော့ မမေဝင်းဆန်ရဲ့ဥမမောင်ဆွေနဲ့မမောပြီးတော့ပါစတာဥရွှေသက်ဥတို့အတွက်ဆုတောင်းမှုဖြစ်ပါတယ်ခဏလေးဥညွတ်ပြီးတော့ဆုတောင်းကြအောင်ကောင်းမြတ်ဆုံးလင်းတော်မူသောအဖာကိုရောဂျေဇုတင်နဲ့တာသမီနုနဲ့တူအမြဲတည်ရှိလမ်းပြပေးတဲ့ကိုရောရှင်တာသမီတို့ဆက်လက်ပြီးတော့လည်းပါဝင်ပေးနာတော်မှာဒီနေ့မနေ့သံသူကြားနာခဲ့တဲ့ကိုရှင်နှုတ်ကပတ်တမတရားဟာဆိုလို့ရှင်တာသမီတို့များတော့ခွန်အားဖြစ်စေတယ်အိုဖာ ဓမ္မတော်တွေသူတို့ရဲ့အတ္တမှာဒုက္ခဆင်းရဲခြင်းနဲ့အများကြီးနဲ့ရင်ဆိုင်ခဲ့ရတယ်။နောက်ထပ်ကြုံလာမဲ့ဒုက္ခဆင်းရဲတွေအများကြီးတွေ့လဲကြုံတင်ပြင်ဆင်ခဲ့ရတယ်။ဒါမျိုးတို့နောက်ဆုံးသောကာလမှာအသက်ရှင်နေတဲ့ကျွန်တော်တို့တွေအတွက်များစွာဝิญဉ်ခွန်အားဖြစ်စေပါတယ်။ဒုက္ခဆင်းရဲခြင်းဟာဒါမျိုးကြုံတွေ့ရမယ်။ဤအရာအတွက်အစဉ်အသင့်ဖြစ်နိုင်ဖို့ကိုယ်တော်ကူညီမဆာလံပြပေးပါ။ကျေးဇူးတင်တယ်ဖပါဗျာ။ဆက်လက်ပြီးနာမကျန်းဖြစ်တော်သူတွေအတွက်လည်းဆုတောင်းတဲ့အခါမှာကိုရရှင်သမီး မဝင်းစင်မေဝင်းစန်းကိုတရားအောင်မိပါ၏သူလည်းကိုရရှင်ကယူနာတတ်တော်မူလေလယုံတော်ဆက်တမ်းပေးပါထို့တူဥမမောင်ဆွေဟူတော်၎င်းမမော်ဟူဖြစ်စေပါစတာဥရွှေတဦးတို့ကလည်းကိုရရှင်ကောင်းကြီးပေးလံပြတော်မူကိုကာယချမ်းမာခြင်းနှင့်လျှံစွာရရှိပြီးကိုရရှင်ဘုန်းတော်ဂုံတော်ထင်ရှားစေပြီးကိုရရှင်သာသနာလုပ်ငန်းမှာတတ်နိုင်သည့်ဖက်မှပါဝင်ကူညီနိုင်သောသူအယောက်တည်တည်တံဖြစ်ဖို့ကိုရရှင်ကူညီမှာဆက်လံပြပေးပါ ။ဒါသမီးရဲ့ဆုတောင်းချက်တွေကိုနားညောင်းပေးတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်တယ်။ဤစီစဉ်မှုကြည့်ရှုသောကရုရှင်ဒါသမီးအချင်းငယ်အရာတိုင်းပေါ်မှာလည်းပဲစစ်ပန်သောညီသက်ချင်းပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့အခြားသောကောင်းကျိုးမင်္ဂလာဖျားဖျားတို့ကိုလည်းတောင်းလောင်းချပေးသနာပါမည်ကြောင့်ညတ်တော်မူသောယေရှုခရစ်တော်ဖျားဤနာမတော်မြှင့်ပြုရဲ့ယုံကြည်စွာဆုတောင်းပါသည်ပါဗျာ။အာမင်။